ီနေ့မှာတော့လူအသွင်ပြောင်းမွေးပါနဲ့ဝီပြုံမဲတို့ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်ကဘသူကတားကောင် ဖြစ်သွားမလဲရှိပညာတို့စုံစမ်းနေတဲ့မွေးပါရဲ့နောက်ွယ်ကပြုတ်ဝဲရန်သူကရောဘသူဖြစ်နေမလဲဆိုတာကိုစိတ်ဝင်စားပွဲကြည့်ရှုရမယ်ဝီပြုံမဲရဲ့ကလက်စာအပိုင်း25ကို recap ပြုတ်လုပ်ပေးသွားမှာဖြစ်ပါတယ် ကျွန်တော်ရဲ့ Recover Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအားလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုသီးသန့်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Recover Channel နဲ့နိုင်ငံတကာစကားဆုံးကိုတင်ဆက်ပေးသွားမယ် Recover ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မို့ Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇလံလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။ ရီတရဲ့ခေါင်းကဒံရကိုမိသားစုဆရာဝန်နဲ့ပြသပြီးခဲ့ချိန်မှာတော့ရှီဗန်ညာကစိုးရိမ်နေသေးတာကြောင့်ယာမနီကဆရာဝန်ကစိတ်ချရပြီလို့ပြောဆိုခဲ့မှုအတွက်စိတ်မပူဘူးဖြောင်းပြနေခဲ့ပါဒါကြောင့်ပဲရှီဗန်ညာလဲရီတစ်ကိုသူမပဲဆက်ပြီးဂယူဆိုင်လိုက်ပါမယ်လို့ပြောဆိုခဲ့တာကြောင့်ဂျာမနီတို့လင်မယားကလည်းထွက်သွားခဲ့ကြပါတော့တယ်ဂျာမနီတို့ထွက်ခွာသွားပြီးမကြခင်မှာပဲရီတစ်ကသတိရလာခဲ့ကာ တိတ်မိသွားတဲ့ပုံစံနဲ့ရှီဗန်ညာကိုစတ်နောက်နေခဲ့တာကြောင့်ရှီဗန်ညာလည်းစိတ်ပူသွားခဲ့ပြီးဇီယာဝင်းစီကိုဖုန်းဆက်ဖို့ပြင်ဆင်ခဲ့တဲ့အချိန်မှာပဲရီတက်ကသူစတ်နောက်နေတာဖြစ်ကြောင်းပြောပြခဲ့တော့မှရှီဗန်ညာတရားစိတ်အေးသွားခဲ့ရပါတယ်။ရီတက်လည်းသူကောင်းကိုထိမိပြီးသတိမမေ့ခင်ကမြင်တွေ့ခဲ့ရတဲ့ပုံရိပ်တွေအကြောင်းကိုရှီဗန်ညာကိုပြောပြခဲ့တဲ့အခါမှာတော့ရှီဗန်ညာကလည်းသိချာနားထောင်ပေးခဲ့ပြီးရီတက်ကိုခဏအနားယူစေကစားတောက်ဖို့အတွက်စွပြုတ်သွားယူဖို့ထွက်လာခဲ့ပါတယ်။စွပြုတ်သွားယူပြီးပြန်လာခဲ့တဲ့အခါမှာတော့ ရံမှာချိန်ဆွဲထားတဲ့ချီးမုံမှန်ချက်ကနေကာတာခါကဆက်သွယ်လို့လာခဲ့တာကြောင့်ရှီပန်ညာလည်းကာတာခါပြောဆိုခဲ့တာတွေကိုနားထောင်ခဲ့ပိုင်းကာတာခါကမွေပါကဘသူလဲဆိုတာတော့ငါမသိရသေးဘူးငါစွမ်းနဲ့ကြည်လာတော့အဲ့ဒီမွေပါကဒီမီသားစုထဲကပဲဒါကြောင့်ဒီရပိုင်းဒီမီသားစုထဲမှာအရင်ကတခါမှမမြင်ဘူးတဲ့သူတယောက်ယောက်များရှိလာလို့မိမြင်ခဲ့တဲ့အခါရှီပန်ညာလည်းပထမတော့မရှိဘူးလို့ခေါင်းခါလိုက်ပြီးရုတ်တရက် ။တန်ဗီနဲ့ဆေးဆက်ဖို့ရောက်ရှိလာခဲ့တဲ့ကမ်ပီကိုသတိရသွားခဲ့ကာကတာခါကိုပြောပြခဲ့ပါတယ်။ဒါကြောင့်ကတာခါကကမ်ပီပိုင်ဆိုင်တဲ့လက်စိုးပစံရေးနာယီပစ္စည်းတစ်ခုခုကိုသူ့စီကိုယူဆောင်လာပေးဖို့နဲ့သတိထားရမှာကယူဆောင်လာမဲ့ပစ္စည်းကသူနေစဉ်ခိုင်ထွေအုံပြုတဲ့ပစ္စည်းပဲဖြစ်ရမယ်လို့ပြောပြခဲ့ပါတယ်။ဒါကြောင့်ပဲရှီဗန်ညာကကမ်ပီမရှိခင်အခန်းထဲကိုဝင်ရောက်ပြီးကမ်ပီရဲ့နာယီကိုတိတ်တဆိတ်ယူဆောင်ထားခဲ့ပါတော့တယ်။ အဲဒီနောက်ရှိဗန်ညာလည်းအယောင်ဆောင်ကမ်ဘီရဲ့နိုင်ကိုယူဆောင်ကကတာခါကိုလာရောက်ပေးရခဲ့တဲ့အခါမှာတော့ကတာခါကလည်းသူ့ရဲ့စွမ်းနဲ့ကြိလိုက်တော့ဒါကသိဆုံးပြီးသားလူသေးတယောက်ရဲ့ပစ္စည်းဖြစ်ကြောင်းပြောပြခဲ့ပါရှိဗန်ညာလည်းကမ်ဘီကအယောင်ဆောင်မွေးပါမဲမသိတာကြောင့်သူကမဖြစ်နိုင်ကြောင်းပြောဆိုနေခဲ့တာမို့ကတာခါလည်းမေရိုကာလီကိုတိုင်တဲ့ကဂါရာတစ်ခုကိုယူလိုက်ပြီးသူရှိကမိဘုံလေးတဲ့ကိုကြိလိုက်တော့အသက်မရှိတော့တဲ့အမျိုးသားအလောင်းတလောင်းကိုတွင်းပြင်ခဲ့ရပါတယ် ကတခါကအဆူပါလူကိုတွေ့ဘူးလားလို့ရှီပန်ညာကိုမေးမြန်းခဲ့တဲ့အခါရှီပန်ညာလည်း "तू မတခါမှမတွေ့ဘူးကြောင်ပြောပြခဲ့ပါကတခါကအဲလူကဂမ်ဘီယာမွေးပါရင်နဲ့တခုခုတော့ဆက်ဆက်မှုရှိနေလိမ့်မယ်လို့ပြောဆိုခဲ့တာကြောင့်ရှီပန်ညာကလည်းအဲ့ဒီလူသေးအလောင်းကဘမရှိနေတိုင်းလဲဆိုတာလမ်းပြပေးပါလို့တောင်းဆိုခဲ့ပါကတခါကအလောင်းကမင်းတို့အင်ရဲ့မြောက်ဘက်တောအုပ်ထဲမှာပဲရှိတယ်လို့ငါရဲ့အာယုံထဲမှာမြင်တယ် မြောက်ရက်ကိုသွားပြီးအဖြေရှာကြည့်လိုက်ပါလို့ပြောပြခဲ့တာကြောင့်ရှီဗန်ညာလည်းဆက်လက်စုံစမ်းမှုထွက်လာခဲ့ပါတယ်။ရှီဗန်ညာလည်းအင်ကိုပြန်ရောက်တော့အိရှိကရည်ပြန်းထားတဲ့မြေပြင်ပေါ်မှာအိမ်ထဲကနေအပြင်ကိုထွက်သွားတဲ့မွေးပါချေရချုပ်ကိုတွေ့မြင်လိုက်ရတာကြောင့်ဒီချေရတွေအတိုင်းလိုက်သွားရင်တော့တခုခုကိုတွေ့ရမှာပဲလို့တွင်းနေမိခဲ့ကချေရတွေအတိုင်းလိုက်သွားခဲ့ပါတော့တယ်။အဲဒီနောက်ရှီဗန်ညာလည်းကတ္တခါရဲ့အာယုန်ထဲမှာမြင်တွေ့လိုက်ရတဲ့အမျိုးသားအလောင်းကိုကိုတခုထဲမှာတွေ့မြင်လိုက်ရတာကြောင့် အန်အောသွားခဲ့ပြီးဟိုဟိုတီတီရှာဖွေကြည့်ခဲ့ရမှာတော့အလောင်းရဲ့ဘောင်းမီအိတ်ကက်ထဲကရင်မောင်းလိုက်စင်ခုကိုတွေ့မြင်ခဲ့ရပါရင်မောင်းလိုက်စင်ကအဆူပါတိတ်ဆုံးနေတဲ့အမျိုးသားရဲ့ပုံနဲ့ဖြစ်ပြီးနာမည်ကတော့ကမ်ဘီဖြစ်ကြောင်းသိရှိခဲ့ရပါဒါကြောင့်ရှီဗန်ညာလေအချီနီတွေကိုဆက်ဆက်တွေးကြည့်လိုက်တော့အိမ်မှာရောင်းနေခဲ့တဲ့ကမ်ဘီကအသွင်ပြောင်းမွေးပါတကောင်ဖြစ်မှန်းသိခဲ့ရပါတော့တယ်။ဒါကြောင့်ရှီဗန်ညာလေအဆူပါရောင်းဆောင်ကမ်ဘီကစီရှာနဲ့အပြင်ကိုထွက်ခွာသွားခဲ့တာကြောင့်စီရှာအတွက်လည်းစူးရိမ်နေခဲ့က စီရှားရဲ့နောက်ကိုလိုက်သွားနိုင်ဖို့အတွက်ကြံစီခဲ့ပါတော့တယ်။အယောင်ဆောင်ကမ်မီတို့နဲ့အပြင်ကိုထွက်လာခဲ့တဲ့စီရှားကတော့နေရာဆုံအောင်ရှောက်လေခဲ့ကြပြီးမြဲအန်ဂတ်တို့မောင်နှမတွေကအင်ကိုမပြောင်းချင်ကြသေးပဲကလပ်မကဲကြဖို့ပြောဆိုခဲ့တာကြောင့်စီရှားလည်းကလပ်ကိုလိုက်ဖို့ဖြစ်လာခဲ့ရပါတယ်။အင်ကိုပြန်လဲရောက်ရှိလာခဲ့တဲ့ရှီဗန်ညာကဒီဗီကဇလန်တွဲကိုထိုင်ချနေခဲ့တဲ့ရီတက်အားသူမတို့အပြင်ကိုထွက်လေရအောင်လို့ပြောဆိုခဲ့တာကြောင့်ရီတက်လည်းပျော်ရွှင်သွားခဲ့ပြီးဘယ်နေရာကိုသွားချင်လဲလို့ရှီဗန်ညာကိုတက်ချွတ်စွာပြောဆိုလာခဲ့ပါတယ် ရီတရဲ့ပြောပြမှုအရရှီဗန်ညာလဲစီရှာထုကရီတရဲ့တငယ်ချင်းတူဖွင့်ထားတဲ့ဂလက်ကူမှာရှိနေခဲ့တယ်ဆိုတာကိုသိရှိလိုက်ရတာကြောင့်သူမတို့လည်းစူပါကလပ်ကိုပဲသွားကြမယ်လို့ပြောဆိုခဲ့ကရီတနဲ့ကလပ်ကိုထွက်လာခဲ့ကြပါတော့တယ်ဂလက်ကိုရောင်းနေနေခဲ့ကြတဲ့စီရှာလဲအယောင်ဆောင်ကမီကသူမကိုမျက်စိရောက်ကပြောင်းမခံသလိုဖြစ်လို့နေခဲ့တာကြောင့်သူမရဲ့စိတ်တွေကကြင်ကြက်နေခဲ့ရပါတယ်ကမ်ဘီကသူ့ကြံတဲ့သူဘာကောက်နှံကနေရက်တွေမှာကတောက်ပြီးတဲ့အချိန်မှာတော့တဖြည်းဖြည်းနဲ့ရေချိန်ကြိုက်လာခဲ့ပါတယ် ရှိဗန်ညာကတော့ရီတနဲ့ထွက်လာခဲ့ပေမယ့်စီရှာကိုစိုးရိမ်နေတဲ့စိတ်ကြောင့်ဂလက်ကိုရောက်ဖို့ကပူပြီးတော့ကြာမြင့်နေတယ်လို့ခန်းစားနေခဲ့ရပါတယ်။ဂမ်ဘီကတော့အရက်တောက်ပြီးတာနဲ့စီရှာကိုခေါ်ကဂလက်ထဲကသချင်းတန်စင်တွေနဲ့အတူတူကခုန်နေခဲ့ပြီးစီရှာကတော့သူမရဲ့ဒေါသတွေထွက်မလာအောင်အတုတ်ကိုစိတ်ထိန်နေခဲ့ရပါတယ်။ဂမ်ဘီလည်း ကာခုံနေခဲ့ရင်တောက်ထားတဲ့ရက်တွေကြောင့်ပြုတ်ဝင်ခြင်းသလိုဖြစ်လို့လာခဲ့တာကြောင့် Ankes ကအနာကိုရောက်ရှိလို့လာခဲ့ကဒီကလပ်ကရီတရဲ့တငယ်ချင်းပိုင်းနဲ့ကလပ်တစ်ခုဖြစ်တာမို့အပေါ်တက်မှာအခန်းလို့တစ်ခုရှိကြောင်းအဒီမှာသွားနာနေလို့ရကြောင်းပြောဆိုလာခဲ့တာကြောင့်စီရှာကပဲကမ်ဘီကိုအပေါ်တက်ကအခန်းထဲကိုခေါ်ဆောင်လာခဲ့ပိုင်းအယောင်ဆောင်ကမ်ဘီကတော့သူ့ရဲ့ကြံတွေကိုတဆင်ချင်းစီအကောင့်ထဲပုံနေခဲ့တာပဲဖြစ်ပိုင်းအခန်းထဲကိုရောက်လာခဲ့တဲ့ခါမှာတော့ ဂမ်ဘီကအခန်းတကားကိုပိတ်လိုက်ကာသူ့အကြံစီကိုဖော်ဆောင်မှုပြင်ဆင်နေခဲ့ချိန်မှာပဲစီရှာကဝိပါဖြစ်ပြောင်းလဲဖို့အခွင့်အရေးကိုစောင့်နေတာလားလို့ရုတ်တရက်ပြောဆိုလိုက်တာကြောင့်အယောင်ဆောင်ဂမ်ဘီလည်းသူကအသွင်ပြောင်းဝိပါဖြစ်ကြောင်းစီရှာကချူတင်သိနှစ်နေခဲ့တာမို့အံ့ဩသွားခဲ့ရပါတယ်။စီရှာကကျမကမွေမပါရှင့်ရဲ့ကိုနဲ့ကိုကျမကမရိပ်မိနိုင်ဘူးလို့ထင်နေလား ရှင်ကျမကိုထိလိုက်တာနဲ့မွေးမဆိုတာတီးသွားတယ်လို့မျိုးပဲရှင်ရဲ့ကိုနန်းကနေပြီးရှင်ကကျမရဲ့ရန်သူတယောက်ဖြစ်တယ်ဆိုတာသိနဲ့နေပြီးသားပါလို့ပြောဆိုခဲ့တာကြောင့်ရောင်ဆောင်ကံပြီလဲအချိန်မစွဲတော့ပဲစီရှာကိုတပ်ဖြတ်ဖို့မွေးပါဖြစ်ပြောင်းလဲခဲ့တယ်လို့စီရှာကလည်းမွေးဖြစ်အတွင်ပြောင်းလိုက်ရင်တိုက်ခိုက်ခဲ့ကြပါတော့တယ်တပတ်မှလည်းရှီဗန်ညာကရီတစ်နဲ့အတူကလပ်ထဲကိုရောက်ရှိလို့လာခဲ့ကကာခုံနေခဲ့ပြီးတချိန်ရီတရဲ့လက်မှာကလပ်ရဲ့ပေါ်တက်အခန်းထဲကိုဝင်ရောက်လို့လာခဲ့က စီရှာနဲ့အတူတူပေါင်းကအသွင်ပြောင်းမွေပါကိုတိုက်ခိုက်ခဲ့ကြပါတော့တယ်။နောက်ဆုံးမှာတော့ရောင်ဆောင်ကမ်ဘီတစ်ဖြစ်လဲမွေပါလဲမွေတင်ကောင်ရဲ့တိုက်ခိုက်မှုတန်ကိုမတောင့်ခံနိုင်တော့ပဲအရှုံးပေးလိုက်ရပါတော့တယ်။ရှီပန်ညာလဲတန်ဗီသေဆုံးသလိုနင်းလဲသေစရမယ်လို့ပြောဆိုကာကလပ်ရဲ့ခန်းထဲကပြတင်းပေါက်ကနေစင်အောက်ကိုပြစ်ချလိုက်တာကြောင့်မွေပါလဲသေဆုံးသွားခဲ့ရပါတော့တယ်။ အန်ကတ်တို့မောင်မားတွေလည်းကလပ်ထဲမှာကဲလို့ဝပြီမို့ပြန်ချဖို့ထွက်လာခဲ့တဲ့အခါမွေပါအသေးကြီးကိုတွေ့လာရတာမို့အန်ကတ်ကပဲသူ့ရဲ့အမတွေမလန့်အောင်လမ်းပေးတနေရာကိုကန့်ထုတ်ခဲ့ပိုင်ဒီဖြစ်ရက်ကိုအပေါ်တက်ကနေရှီဗန်ညာတို့ကတွေ့မြင်နေခဲ့ရပိုင်ရှီဗန်ညာလည်းဒံယာတွေရထားတဲ့စီရှာကိုသူ့ရဲ့စွမ်းတွေနဲ့ပျောက်ကင်းအောင်ပြုလုပ်ပေးခဲ့ပိုင် အဲ့နောက်ရှိပညာတို့လည်းလမ်းခွဲကပြန်ချဖို့အတွက်အခန်းထဲကထွက်မယ်လို့ဂရင်ပေါ်မှာအယောင်ဆောင်ကံမီရဲ့ဘောင်းမီအိတ်ခတ်ထဲကပြုတ်ကျကျန်ခဲ့တဲ့တန်ဗီရဲ့ဖုန်းကိုတွေ့မြင်လာရတာကြောင့်ရှိပညာလည်းကောက်ယူကြည့်လိုက်တော့တန်ဗီရဲ့ဖုန်းမှန်သိရှိသွားခဲ့ပါရှိပညာလည်းဒီအသွင်မြောင်းမွေးပါကတန်ဗီကိုတတ်လိုက်တာတော့ဘာလို့ဖုန်းကိုယူထားရတာလဲလို့အံ့ဩနေခဲ့ပြီးစီရှာကလည်းတန်ဗီရဲ့ဖုန်းထဲမှာအဖြေတစ်ခုခုတော့ရှိမှာပဲလို့ပြောဆိုခဲ့တာကြောင့်ရှိပညာလည်းဖုန်းထဲကိုမှွေနှောက်လိုက်တော့ သူနဲ့စီရှာတို့ပြောဆိုနေခဲ့တဲ့ဗီဒီယိုဖိုင်ကိုတွေ့ရှိသွားခဲ့ပါတော့တယ်။ဒါကြောင့်စီရှာလည်းတန်ဗီကဒါကိုတီးသွားလို့ငွေပါကသူကပဲငါတို့ကိုချေမုန်းနိုင်အောင်တန်ဗီကိုတတ်လိုက်တာဖြစ်မယ်လို့ပြောဆိုခဲ့တာကြောင့်ရှီဗန်ညာလည်းအပြစ်မရှိတဲ့တန်ဗီကအသက်ခံလိုက်ရတဲ့အပေါ်မှာစိတ်မကောင်းတွေဖြစ်သွားခဲ့ရပါတယ်။စီရှာလည်းကိုကိုကိုအပြစ်မတင်ဖို့အတွက်ရှီဗန်ညာကိုပြောဆိုဖြောင်းပြလိုက်ရင်ထွက်သွားဖို့လှုံ့ဆော်နေခဲ့ချိန်မှာပဲဖုန်းတန်တစ်ခုကိုချားလိုက်ရတာကြောင့်လိုက်ရှာလိုက်တဲ့ခါမှာတော့အယောင်ဆောင်ကမ်မီရဲ့ဖုန်းပဲဖြစ်နေခဲ့ပါတယ်။ စီရှာလဲဖုန်းကိုယူကြည့်လိုက်တော့စားစောင်းပို့ထားတာကိုတွေ့လာပြီးစားထဲမှာကအခုချိန်ဆိုရင်မွေးမကိုမိလောက်ရောပေါ့ကိစ္စတွေပြီးရင်ကာလီကတ်ကိုလာခဲ့ပါလို့ရေးသားထားခဲ့တာပဲဖြစ်ပါစီရှာလေမွေပါကိုနောက်ွယ်ကနေဆီလွတ်လိုက်တဲ့သူကရှိနေသေးတယ်ဆိုတာကိုသိရှိလာရတာကြောင့်ဒေါသထွက်သွားခဲ့ပြီးအဆူပါနီယာကိုလိုက်သွားဖို့ရှီပန်ညာကိုပြောဆိုခဲ့တာကြောင့်ရှီပန်ညာကလည်းလက်ခံခဲ့ပါတယ် အဲ့နောက်ရှိဗန်ညာလဲရီတက်အားအန်ဂက်စတိုကမူနေပြီဖြစ်လို့ကားမောင်းလိုက်ဖို့ပေးဖို့နဲ့သူမကတော့တငယ်ချင်းဖြစ်သူကိုအိမ်ပြန်လိုက်ဖို့ပေးလိုက်မယ်လို့ပြောဆိုခဲ့တာကြောင့်ရီတက်ကလည်းပူပြီးရင်မြန်မြန်ပြန်လာဖို့ပြောဆိုကာအန်ဂက်စတိုရဲ့ကားနဲ့ပဲပြန်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ရှိဗန်ညာလဲစီရှာနဲ့အတူကာလီကတ်ဆိုတဲ့နေရာကိုထွက်လာခဲ့ကြပါတော့တယ်။ရှိဗန်ညာတို့လည်းအဆူပါနေရာကိုရောက်ရှိလို့လာခဲ့တဲ့အခါမွေပါကိုဆီလွတ်လိုက်တဲ့သူကိုတိရဖို့နဲ့ကံကောင်းရင် သူမတို့ glass ားချီရမယ်၅ရောက်မြောက်လူတက်သမားရဲ့အကြောင်းကိုလည်းသိရှိနိုင်ဖို့အစီအစဉ်တစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်ဒါကတော့ရှီဗန်ညာကမွေပါဖြစ်အသွင်ပြောင်းလဲခဲ့ပြီးစီရှာကတော့မွေတကောင်အသွင်ပြောင်းကမွေပါကမွေကိုဖန်ခေါ်လာခဲ့တဲ့ပုံစံဖြစ်အောင်ပြုလုပ်ခဲ့ပါတယ်ရှီဗန်ညာတို့လည်းတနီယာကိုရောက်တော့စောင့်ဆိုင်နေခဲ့တဲ့သူကစူရီရဲ့ဇနီးမနီရှာပဲဖြစ်နေခဲ့တာကိုသူရှိလာရတာကြောင့်အံ့ဩသွားခဲ့ပါတယ်ရှီဗန်ညာတို့လည်းအဖြစ်မှန်ကိုသိလာရပြီဖြစ်တာကြောင့် စီရှာကသူမရဲ့အသွင်ကိုပြောင်းလဲပြလိုက်တော့မနီရှာတရားအောင်ထိတ်လန့်သွားခဲ့ပါဆိုပါအချိန်မှပဲသူတို့ရဲ့မလံမကန်ကိုကားစီးကရောက်ရှိလာခဲ့ပြီးကားပေါ်ကနေလောင်ကုတ်အင်ဂျင်နဲ့အုတ်ထုပ်ကိုခန်းခန်းကိုက်ဆောင်းထားတဲ့လူတူးကဆင်းလာခဲ့တာကိုတော့သူတို့တွေလည်းသတိမထားမိခဲ့ပါဘူးမနီရှာလည်းစီရှာကိုကြည့်ကထိတ်လန့်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့စီရှာကတော့လွတ်မပေးဘဲသူမရဲ့တံပါတဲ့လက်တွေနဲ့မနီရှာရဲ့လက်ဘင်းကိုညှစ်ထားလိုက်ရင်းအဖြစ်မှန်ကိုပြောပြဖို့ပြောဆိုခဲ့တဲ့အခါမနီရှာက မွေပါကိုသူ့သဘောနဲ့သူလွတ်လိုက်တာမဟုတ်ပဲလူတယောက်ရဲ့အမိတိုင်းလုံဆောင်ခဲ့ရတာဖြစ်ကြောင်းသူက၅ရောက်မြောက်လူသက်သမားပဲဖြစ်ကြောင်းပြောပြခဲ့ပါစီရှာလေအဆိုပါလူရဲ့နာမည်ကိုမင်းမြန်နေခဲ့တဲ့အချိန်မှာပဲစစောကကားပေါ်ကနေဆင်းလာခဲ့တဲ့သူကသူနဲ့အတူပါလာခဲ့တဲ့တနက်ကိုထုတ်ကာမနီရှာကိုနှုတ်ပိတ်တပစ်လိုက်ပါတော့တယ်။နောက်ရက်တွင်မှလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။ စကားလေးကိုအချိန်မေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်